ဒီမိုကရက်တစ်မြန်မာအတန်း TVB ရဲ့စက်တင်ဘာလ25ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ KNU ဥက္ကဋ္ဌအပါဝင်ခေါင်းဆောင်တွေကိုစစ်ကောင်စီကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်လိုက်တဲ့သတင်း။လမိုင်းမြို့မှာဘောလုံးပွဲကြည့်လူအုပ်ပေါ်အုပ်တိုင်းပြိုကျပြီးចောင်းသား၃ယောက်တင်ဆုံသွားတဲ့သတင်းနဲ့ဝါရီအစိုးရဗစ်တာခင်ညိုကွယ်လွန်သွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ အန္တတိုင်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ရင်အစိပ်ပင်ရေလောင်းတဲ့တရခန်ဖြစ်နိုင်တယ်လို့ပြောဆိုခဲ့တဲ့ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘဒုစောကွယ်ထူးဝင်းအပါဝင်ခေါင်းဆောင်တွေကိုစစ်ကောက်စီကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်လိုက်ပါတယ်ရွေးကောက်ပွဲကိုလက်မခံဘဲဆန့်ကျင်ပြီးပြက်လို့ပြက်စီလုပ်တယ်ဆိုတဲ့ဆွဆဲခြင်းနဲ့ KNU တာဝန်ရှိသူတွေကိုလှိုင်းပွဲမျိုးမှရဲစခန်းမှာအမှုဖွင့်ထားတာလို့ဆိုပါတယ်ဩဂုတ်26ရက်မှာ KNU ကအာနာသိန်းစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲဟာဥပဒေအရတရား ားမဝင်သလိုပြည်သူအလုံးပါဝင်နိုင်တဲ့အခြေအနေမရှိဘဲလူသူလူအဖြစ်ထောက်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ကြောင်းအချက်ခွင့်နဲ့ချက်နဲ့ကန့်ကွက်ခဲ့ပြီးတဲ့နောက်အမှုဖွင့်ခဲ့တာပါအမှုဖွင့်ခံရသူတွေကတော့ KNU ဥက္ကဋ္ဌဘဒူစောကွယ်ထူဝင် KNU ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ဘဒူစောဆဲကေဘဒူဓာတုံမူဘဒူစောတော်တီပွဲဘဒူစောလာထွန်းစောတော်နီစောတံမလာတော်ဘဒူစောလော့အဲမူဘဒူစောအဲဂလူစင်ဘဒူနော်ဒါဒါ ပရိုစတာနီနဲ့ဆောစာပလန်ဒီဝမ်စသူတွေပါဝင်ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လှိုင်ကစက်တင်ဘာ22ရက်မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်ပတ်ခတိုင်းမှုဗိုလ်ချုပ်ကျော်ကိုထိုင်အရှိအလဲပိုင်းစစ်ဌာနချုပ်ရလခတိုင်းမှုဗိုလ်ချုပ်မျိုးမင်းထွန်းစစ်ပလက်ထောက်ပို့ချုပ်မုံမြင့်ဆွေတို့ကိုဒူးပို့ချုပ်ကြီးအဆင့်ရာဒူးတုပ်ပေးပြီးတပ်တွင်းနေရအပြောင်းလဲတွေလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့အသက်တွေးကြောဖြစ်တဲ့ကကထုတ်လို့ခေါ်တဲ့ကကွယ်ရေးပစ္စည်းထုတ်လို့ရေးအရာရှိချုပ်နေရာကိုစစ်ကောင်ဆောင်ကသူ့ရဲ့လူယုံဗိုလ်ချုပ်မိုးမြင့်စွေကိုတာဝန်ပေးခဲ့လို့ဝေဖန်မှုတွေရှိတယ်လို့တက်တက်ဆဗိုလ်ချုပ်တွေနေရာပေးတဲ့အတွက်ထောက်ခံသူတွေလည်းရှိပါတယ်။ဒုဗိုလ်ချုပ်ကြီးဖြစ်သွားတဲ့ဗိုလ်ချုပ်ကျော်ကိုထိုက်ကိုလေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခန့်ခဲ့တယ်လို့ဗိုလ်ချုပ်မျိုးမင်းထွန်းကိုလည်းစစ်စစ်ရေးအရာရှိချုပ်ဖြစ်ခန့်ခဲ့ပြီးလစ်လတ်သွားတဲ့လပ်ပခတိုင်းမှုနေရာကိုဘံပေါ်အခြေဆိုင်အမှတ်23စက္ကခမှု းပုံမှုချုပ်တင်မင်းလက်ကိုခန့်ခဲ့ကရလခတိုင်မှုနေရာကိုတမ88တမမှုပုံမှုချုပ်ကြော်နိုင်ဦးကိုခန့်ခဲ့ပါတယ်စစ်ကောင်ဆောင်ကစလိုင်လက်ကိုမိုင်ကစပြီးစက်တင်ဘာလတွင်ယာဒူးတိုးပေးတာအရန်အင်အားပို့တာနဲ့အငိမ့်စားပေးပြီးတန်ကန်ရေးပါတီကနေဝင်ပြိုင်ခိုင်းတာတွေရှိနေပါတယ် တရားဝီတိုင်းဟင်္ဒရာမြို့နယ်မှာဖမ်းဆီးခံရတဲ့စစ်ပေးရှောက်9ရောက်ကိုဟင်္ဒရာမြို့နယ်တရားရုံးကအကြမ်းဖက်ဥပဒေတွင်နဲ့ထောင်ဒဏ်9နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နှိဆက်သူတွေစီကသိရပါဗျာ။ ထောင်တာချမှတ်ခံရတဲ့စစ်ပေးရှောင်၅ရောက်ဟာ2025ခုနှစ်ဇန်နဝါရီဒုတိယပတ်ကစစ်ကောင်စီတပ်ကအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်မှုရှိတယ်လို့စစ်ဆွဲဖန်ဆီးခဲ့တာဖြစ်ပြီး၅ရောက်လုံးကိုစက်တင်ဘာ24ရက်ကဟင်္ဒရာမြို့နယ်တရားရုံးကတယောက်ကို ထောင်တာ၅နှစ်စီချမှတ်ခဲ့တယ်လို့သိရပါတယ်။ထောင်တာချမှတ်တာခံရတဲ့သူတွေဟာအရက်သားရခိုင်စစ်ပေးရှောင်တွေဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတရားရုံးကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကကြီးရန်စတကြီးပုံမှန်124 ေကကြီးနဲ့ပုံမှ905ကစတဲ့ပုံမှတွေနဲ့တယောက်ကို ထောင်တန်း9နှစ်စီချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မုန်ကြီးနဲ့ရေးမြို့နယ်တဲကလမိုင်းမြို့ကုန်းပေါ်တင့်ရွာမှာဘလုံးပွဲထိုင်ကြည့်နေတဲ့လူအုပ်ပေါ်အုတ်တိုင်းပြိုကျလို့ចောင်းသား၃ယောက်သေဆုံးပြီး၂ယောက်ဒဏ်ရာရခဲ့တယ်လို့နေမြေခံပရဟိတအသင်းတွေစီကသိရပါတယ်။စက်တင်ဘာ24ရက်ညနေ3နာရီကျော်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးသေဆုံးသူတွေဟာဆယ်ကျော်တက်ရွယ်ចောင်းသားတွေဖြစ်တယ်လို့သိရပါတယ်။ဘလုံးပွဲဟာကထိန်အကျိုးဖိတ်ခေါ်ဘလုံးပွဲဖြစ်တာကြောင့်အနီးနားပတ်ဝန်းကျင်ကျေးရွာတွေနဲ့မြို့ပေါ်ရပ်ကွက်ကပြည်သူအများအပြားလာရောက်ကြည့်ရှုနေချိန်မှာအခု ို့ဖြစ်မျိုးနဲ့ကြုံရတာလို့ဒေတာခန်တွေက ပြောပါတယ်ပြိုကျတဲ့အုတ်တိုင်းတစ်ပေပတ်လည်မှာရေမြောင်းရှိနေပြီးမြေပြော့နေတဲ့အချိန်နဲ့မိုးတနေကုန်ရွာနေတဲ့အချိန်တွေကြောင့်အလေးချိန်မထိနိုင်ပဲအခုလိုပြိုကျခဲ့တာဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့လမိုင်းမြို့ခံကပြောပါတယ် မြမတေးကီရာလောကမှာစတီရီယိုသေးတစ်ချင်တွေနဲ့ထင်ရှားတဲ့ဝါရင့်အစိုးရတေးတန်ရှင်ဗစ်တာခင်ညိုဟာစက်တင်ဘာ25ရက်ဒီကနေ့မနက်ပိုင်းမှာကွယ်လွန်သွားပါတယ်ဗစ်တာခင်ညိုကွယ်လွန်သွားတာနဲ့ပတ်သက်ပြီးညီဖြစ်သူတေးတန်ရှင်တူတူကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာကျွန်တော်အကိုအကြီးဆုံးဖြစ်တဲ့တေးတန်ရှင်ဗစ်တာခင်ညိုကွယ်လွန်သွားပြီဖြစ်ကြောင်းပရိသတ်တွေကဝါနဲ့စွာအတိပေးအပ်ပါတယ်လို့အတည်ပြုရေးသားမျှဝေထားပါတယ်တေးတန်ရှင်ဗစ်တာခင်ညိုဟာတေးရေးချို့ချို့အစိုးရတူတူ ို့ရဲ့အကိုရင်ဖြစ်ပြီးသူတည်ဆိုခဲ့တဲ့တွင်မြတ်ခွာညိုအလွမ်းတချင်တွင်သာဆိုရင်မပြစားတဲ့တချင်တွင်ဟာ1900ပြည့်လွန်နှစ်တွင်ကလေးကအခုချိန်ထိရေပန်းစားထင်ရှားတဲ့တချင်တွင်ဖြစ်သလိုစုံတွဲတီအယ်လ်ဘမ်တွေမှာရောဂီတဖြော်ဖြင့်ပွဲတွေများစွာမှာပါတည်ဆိုအောင်မြင်ခဲ့သူဖြစ်ပါတယ်